हरे कृष्ण हरे कृष्ण हरे कृष्ण 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 हरे 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 राम हरे राम 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 हरे हरे कृष्ण हरे कृष्ण 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 हरे 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 कृष्ण सो जो लोग ဒီစေတနာမဟာပရဟိတဇတ်တော်အကြောင်းကိုပြောတဲ့အစီအစဉ်အားဖြင့်ပြောဆိုပါတယ်ဆိုတော့ကျွန်တော်တို့ 48ရက်စကြကြရအောင်ပါဘောနော်။ရာချင်းကျေတနာမှာဘလို့ခုနောက်ဘလို့နေလာမယ်။လာ25ရက်နေ့မှာကြာမှာ။ဆိုတော့ဒီနေ့ဆိုရင်43ရက်ပဲကြာပါတယ်။ဒီနေ့ဆက်ပြီးတော့ရာချင်းကျေတနာမှာဘူကြောင်းကိုနည်းနည်းလေးနောက်ထောင်ကြည့်အောင်။ဆိုဘုရားရှင်လို့ပြောတဲ့ခါမှာလူတွေအားလုံးကပါစဉ်းစားကြတယ်ဆိုတော့သူတို့တီထားပြီးသားသူတို့အကြားထားမှုပြီးသားဘုရားဆိုရင်ဒီလိုပဲဖြစ်ရမယ်ဘုရားဆိုဒီလိုပဲဖြစ်ရမယ်ဆိုတဲ့အတွေးခေါ်လေးနဲ့ရှိကြတာများတယ် အဲ့ဒီ concept လေးတွေကိုခဏဘေးဖယ်ထားပြီးတော့ကျွန်တော်တို့ကနေပြီးတော့ဘုရားရှင်ဆိုတာကိုနော် authenticate ဖြစ်ပါတယ်ဆိုတော့ကျမ်းစာတွေကနေပြီးတော့မပြောထားတယ်လေဘုရားရှင်ဆိုတာကိုဘယ်လိုပြောထားတယ်လေဘုရားပွင့်တော်မူမယ်ဆိုတာကိုဘယ်လိုပြောထားလဲဥမာအပြည့်နော် government မြတ်စွာဘုရားပွင့်တော်မူမယ်ဆိုတဲ့ကိစ္စကိုရှင်မန်ဘာကိုတို့ channel မှာချိုးပြီးတော့ပြောထားတယ်ဘဝိရှေပူရန်ကနေပြီးတော့နော် ပြောထားတဲ့နေရာမှာနော်ဒီ Christian ဘာသာနဲ့ Islam ဘာသာတွေပေါ်ထွန်းလာမယ်ဆိုတဲ့ကိစ္စတွေပါတယ်ဆိုတဲ့အခါကျတော့ ကလကီအဝတားလာမယ်ဆိုတဲ့ကိစ္စတွေပါတယ်ဆိုတော့ကျန်းစာတွေတဲမှာပါတဲ့အတိုင်းကိုကျန်းစာတွေအတိုင်းတဲမှာပါတဲ့အတိုင်းကိုကျွန်တော်တို့ကတော့တည်တည်ကြကြနားလည်လာတဲ့ခါကျရင်ဘာဖြစ်လာလဲဆိုရင်เนาะဟောဒါဟာဘုရားရှင်အစ်စ်မှန်ပါလားဆိုတော့ကျွန်တော်တို့ကတက်မဟုတ်ပဲနဲ့ကျွန်တော်ကကျွန်တော်သိတယ်ဘုရားဟုတ်တယ်ဘုရားတခြားဘုရားတွေအားလုံးကဘုရားမဟုတ်ဘူးလို့ကျွန်တော်ပြောလိုက်တာနဲ့တပြိုင်တည်းကျွန်တော်ရဲ့အတွေးခေါ်ဟာပုတ်ချင်းခံတာဖြစ်သွားเนาะဆိုတော့ဒါကြောင့် ကျမ်းစာကိုအားကိုးရတယ်ဆိုတဲ့အဓိကအကြောင်းရင်းကပါလဲဆိုရင်နော်ဘုရားရှင်ဆိုတာဘာတူလဲဆိုတာကိုလိုင်းညွှန်ပေးနိုင်တယ်ဘုရားရှင်ဆိုတာဘာတူလဲဆိုတာကို confirm လုပ်ပေးနိုင်တယ်ဘုရားရှင်ဆိုတာကနော်ဘလို့ယူပဒရနဲ့လာတတ်တယ်လေဘလို့ပညာတွေကိုသင်ပေးတတ်တယ်လေဆိုတဲ့ကိစ္စတွေကိုကျွန်တော်ကနားလည်ဖို့တော့ကျမ်းစာကိုအားကိုးရခြင်းဖြစ်တယ်ဆိုတော့အခုလည်းဘုရားရှင်ကျေတနာမှာဘလို့ရဲ့အကြောင်းကိုကျွန်တော်တို့ကနားထောင်နေတာဖြစ်တယ်ကျေတနာကျေတနာမေတ္တာမေတ္တာကိုခေါ်တဲ့မတန်မှနော်ဒီအထင်ကြီးအကြံကြီးပေါ့ ကျွန်တော်ဒါစကဗီရာကိုဆွာမီရဲ့ကျန်းနေရနေနားထောင်နေတာခုနေ့ကတော့ကျွန်တော်တို့ဘာဒီလီလာလို့ခေါ်တဲ့ပထမတပိုင်းရဲ့အခန်း73ဒီပြီးသွားပြီအခုအခန်း74ကနေပြီးတော့ကြည့်အောင်နော်ဆိုဒီအခန်း74ကတော်တော်လေးရှည်တယ်ပေါ့အခန်း74မှာသူအဓိကဘာအကြောင်းနေပါလဲဆိုရင်ကျေတနာမဟာပရဘူးရဲ့ငယ်စဉ်ဘဝဘာလီယလီလာလို့ခေါ်တယ်ဆိုတော့ဝင့်တော်မူတဲ့အချိန်ကနေပြီးတော့9နှစ်အထိသူနီမိုင်းလို့ခေါ်ကြတယ်နီမိုင်းရဲ့နော်ဖြစ်စဉ်ပေါ့ ဆိုတော့ဒီနှစ်တွေမှာကြည့်မယ်ဆိုရင်နော်ကျေတနာမပရမှုလို့ခေါ်တဲ့ဏီမိုင်းဟာနော်အင်မတန်မှထူးခြားတဲ့နော်တာမန်ကရှန်ကကလေးတယောက်မလုံနိုင်ပါဘူးဆိုတဲ့အလုပ်တွေအများကြီးကိုလုပ်ခဲ့တာကိုတွေ့ရတယ်ဒါတော့ဘုရားရှင်ရဲ့ဇတ်တော်တိုင်းဇတ်တော်တိုင်းမှာဒါကတွေ့ရမှာပဲဖြစ်တယ်ကျွန်တော်တို့လည်းဒီမှာဏီမိုင်းရဲ့အကြောင်းအရာတွေကိုနားထောင်ကြည့်အောင်ဆိုတော့ဒီအခန်းစာလေးအစအနေပြီးတော့နော်အခန်းစာလေး20ပေါ့အဲ့ဒီပြီးတော့ ခုနစက်ကြောက်ပါနေ69ပေါ့ဆိုတော့ဂျားကိုကျွန်တော်လည်းကြော်ပါမယ်။ဘာဖြစ်လို့လဲဆိုတော့ဂျားမှာပါတဲ့အဖြစ်အပျက်ကပြန်ပြီးတော့ကျွန်တော်ဆက်ပြီးတော့ရှင်းပြ။အဲ့တော့14တက်ကနေပြီးတော့20 ठी ရဲ66ကနေ69 ठी ရဲကျွန်တော်ပေါင်းပြီးတော့အကြမ်းမြင့်ကြည့်မယ်ဆိုရင်စက်ကြီးမသားလို့ခေါ်တဲ့သူ့ရဲ့အမေမဲတော်ဟာနော်ဒီညီမကြီးကိုလာပြီးတော့တွေ့တဲ့လူကြီးတန်းစီပြီးတော့လာတွေ့ကြတော့တွေ့နော်ဂျဂနတ်မစ္စရာနော်ဒီဘာကမီတော်ကလည်း သူကနကနအိမ်မမတ်တယ်အိမ်မမတ်တဲ့ကတည်းကအိမ်မမတ်ကတည်းကမနဲ့အိမ်မတ်ထဲမှာဘာပြလဲဆိုညီမိုင်းဟာအမြင့်မဆုံးဘုရားရှင်ညီမိုင်းဟာဘုရားဟုတ်တယ်ညီမိုင်းဟာလူမဟုတ်ဘူးညီမိုင်းဟာဘုရားဟုတ်တယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တောက်လျှောက်ပြတကယ်တမ်းပြန်ကြည့်မယ်ဆိုရင်ညီမိုင်းရဲ့မိဘတွေကလေသူ့ရဲ့ချောက်တွေပါတယ်သူတို့စစ်ကြည့်စစ်ကြည့်တဲ့အခါကျတော့ချောက်ရဲ့နော်ဂျေရော်ယာတွေမှာလေလက္ခဏာတွေတွေ့တယ်ဒါတွေကိုတော့ဒီလမ်းမတော်ချက်ကရဝတိဒါတွေကိုပြောပြီးသားနော်သူဟာဘုရားရှင်ခရစ်စနာရဲ့ဂျေရော်ယာအတိုင်းပဲဖြစ်တယ်ဆိုတော့ပြောပြီးသားဒါပေမဲ့ဒီမှာတူးကြတဲ့ချက်တွေကဘာတွေ့လဲဆိုတော့ ချောင်းမှာဘာမှမရှိဘူးဒါပေမဲ့ညီမိုင်းလမ်းလျှောက်ရင်ဘာကြရလဲဆိုတော့ကိုလူစုလို့ခေါ်တဲ့ကျွန်တော်ခြေချင်းပေါ့ခြေချင်းအတန်ကြရတယ်ပေါ့တကတကလေးကြိုက်ညီမိုင်းဟိုဘက်သွားဒီဘက်သွားဆိုခြေချင်းအတန်ကြရလမ်းကြည့်လိုက်ညီမိုင်းသွားတယ်ဒါပေမဲ့ချောင်းမှာခြေချင်းရှိလားဆိုတော့မရှိဘူးချောင်းမှာခြေချင်းမရှိဘူးဒါပေမဲ့ခြေချင်းအတန်ကြရတယ်ပေါ့ဟာလို့ပေါ့ mystical အတန်ကိုစေတနာမဘရိုကညီမိုင်းကပြသခဲ့တာဒီတွေ့ရတယ်ညီနံပါတ်ချက်ကရပတိတာကိုတော့တကလေးပြောတယ်ဒါဒီကရစ္စနာရဲ့ခြေတော်ရာနဲ့တပုံစံနဲ့ပဲကရစ္စနာရဲ့နော်ယူ ီနှက်ခတ်ပေါ့နော်ဒီပုံစံအတိုင်းမှာပဲသူဟာပွင့်တော်မူခဲ့တယ်မွေးတော်မူခဲ့တယ်နော်ပွင့်တော်မူခဲ့တယ်ဆိုတော့ညီမကြီးကိုပြောတာတစ်ခါတည်းတန်းပြောတာပေါ့ဒါပေမဲ့လည်းနော်ဒီညီမကြီးဟာသူ့ရဲ့တကယ်ဖျားဆိုတဲ့အကြောင်းအရာကိုသူကအသာလေးဖုံးထားတယ်ပေါ့ဖုံးထားတဲ့အခါကျတော့သူ့ရဲ့မိဘတွေဟာဖျားဆိုပြီးတော့မရှိကိုတော့ပဲနဲ့မဂူးမဆိုင်တော့ပဲနဲ့အဖေအမေဆိုတဲ့စိတ်နဲ့ပဲသူတို့ရှိကိုကြအဖေအမေဆိုတဲ့စိတ်နဲ့ပဲသူတို့ဂယူးဆိုင်ကြတယ် အဲ့ဒီလိုမျိုးသူကဖြူဖြူစင်စင်နဲ့ automatic ချစ်လာတာကိုသူကလည်းလိုချင်တာပေါ့။ဟုတ်ကဲ့ပြန်သားမှာပြောတာဒါကိုခန်းစားကြည့်ဖို့လာတာပြ။ဘုရားအနေနဲ့ကြည့်လို့လာပါပေါ့။ဒါဆိုကျွန်တော်ကကြော်ခဲ့တဲ့14တက်ကနေ20နော်20ပြီးတော့ကြော်ခဲ့လိုက်တဲ့နစဲ95အထိကိုကျွန်တော်ပြောပြမယ်။နစက်တက်ကနေ35နဲ့36ကနေ95အထိကိုကျွန်တော်ခွဲပြီးပြန်ပြောပြ။အဲ့ဒီမှာဘာပါလဲဆိုတော့နစက်တက်က35ကြားထဲမှာဘာပါလဲဆိုတော့ညီမရဲ့ဘဝဖြစ်စဉ်အစာပိုင်းအကိစ္စတွေပါလေ။ညီမရဲ့လူတိုင်းလူတိုင်းကိုဘုရားနဲ့နီးအောင်လုပ်ပေးတယ်ဆို ူရဲ့ငယ်စဉ်ဘဝမှာကြည့်မယ်ဆိုရင်နော်အဲ့ဒီဘေးမှာရှိပါတယ်ဆိုတော့အိမ်ဒီမှာနေပါတယ်ဆိုတော့အမျိုးသမီးတွေကဘာသွားတွေ့ရလဲဆိုတော့ညီမကြီးကိုငိုတာပေါ့ညီမကြီးငိုပြီဆိုရင်သူတို့ကဘာလုပ်ရလဲဆိုတော့ဟာဒီ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 ဆိုတော့ဘုရားရှင်နာမကိုသူတို့ယူဆိုရတယ်ဆိုအဲ့လိုယူဆိုလိုက်ပြီဆိုရင်ညီမကြီးကမှပြေးသွားငိုသွားတယ်ဆိုဆိုလိုချင်တာကဘာလဲဆိုရင်ညီမကြီးကစကားတော်မပြောတတ်သေးဘူးလူတိုင်းလူတိုင်းကိုဘုရားရှင်နာမတော်ကိုဆိုတတ်ဖို့သူက indirectly သင်ပေးနေတာဆိုတော့အဲကြောင့်သူတို့ကသူတို့ရဲ့ဒီ ပေါင်းပြီးတော့ဟာရီဘိုလ်ဟာရီဘိုလ်ဆိုတဲ့ဥစ္စာအော်လာလို့ပါလို့ပုံမှန်လို့ဖြစ်နေအဲ့လိုအော်လိုက်ပြီဆိုရင်ဒီမှာတိတ်ပေါ့အဲ့ဒါပြန်ရက်သွားရင်ဒီမှာပြန်ကိုပေါ့အဲ့လိုမျိုးပေါ့အဲ့လိုမျိုးပဲငယ်စဉ်ဘဝမှာလည်းခရစ်စတန်လုပ်ခဲ့တဲ့ဇတ်တော်တွေလိုမျိုးပဲသူမြေကြီးကိုစားလာတို့နော်သူကတကယ်လူဆိုးလောက်တာတို့နော်သူ့ကိုသူပြန်လာအဲနော်ဘာသူ့အမေကိုတော့သူဘာပြောလဲဆိုတော့မဟုတ်ဘူးတဲ့ဒါကားတဲ့အကုန်လုံးကတေးမြေကြီးတွေတွားမှာပဲမြေကြီးကိုစားတော့မှဖြစ်လဲပါကြ impersonal ပေါ့ ရုပ်စင်တရာမရှိဘူးဆိုတော့ impersonal philosophy ကိုပြောတာဆိုအဲ့ဒါသူ့အမေကပြန်ပြီးတော့ပြင်ပေးတော့မှ तू ကနော်နားလဲတယ်လို့ပါလို့ तू တိပိတာ तू တိပိတာကိုတော့ပါလို့လို့ဆို तू ပြန်ပြီးတော့သူ့အမေကိုပြန်ပြီးတော့တိလောင်ဆိုပြီးတော့တိချပြန်ပြီး36ကနေ85မှာကြီးမှာဆိုရင်ဒီမရဲ့ငယ်စဉ်ဘဝအဲ့မှာကြီးလိုက်ရင်အားလုံးက medical ထူးထူးဆန်းဆန်းကိစ္စတွေကြီးပဲလူငယ်ဘဝမှာလဲ तू ပါလို့တယ်ဆိုတော့နော်ဒီဗြဟ္မဏတယောက် နော်ဗြဟ္မဏတယောက်တို့ရင်လာတဲ့အချိန်မှာဗြဟ္မဏကဘုရားကိုတင်လာတင်တဲ့အခါကျတော့တင်လိုက်တိုင်းတင်လိုက်တိုင်းဘာလို့လဲဆိုတော့ तू ကနော်ခြေတော့နဲ့ဒီလိုတွားတွားလာပြီးတော့ तू ကစားလိုက်လို့ဆိုတော့ဗြဟ္မဏကဟာခင်ဗျစားလိုက်ပြီဆိုဘုရားဘလို့စားမှလဲဆိုတော့အဲ့ကလေးကိုပြန်ပို့သူ့ဘုရားလာရိုက်ဟိုဘက်ဆွဲခေါ်သွားပါလို့ညာလို့ ਨੇ ခဏခဏဘုရားကိုချက်ချက်တင်တခါတင်လိုက်ညီမိုက်ပဲလာစားတယ်သူကကောင်းလုံးတီးတိုင်းကောင်းလုံးတီးတိုင်း तू ကဘုရားရှင်ကြွပါစားပါဘုရားရှင်ကြွပါသုံးဆောင်ပါလို့ပြောတဲ့အခါကျတော့ ဘုရားရှင်ကညီမိုက်လေဆိုညီမိုက်ကိုတိုင်လာပြီးတော့သုံးဆောင်လို့လုပ်တာနောက်ဆုံးကျတော့အဲ့ဒီဗရာမဏကိုသူ့ကိုသူပြလိုက်ငါဟာဘုရားရှင်ကိုတိုင်ဖြစ်တယ်မင်းငါ့ကိုခေါ်လို့ငါလာစားတော့ငါ့ကိုမခေါ်ဘဲနဲ့ငါဘာလာစားကြရရှိတယ်ဆိုတော့ပြောလိုက်အဲ့လိုမျိုးပဲညီမိုက်ကတော့ဒီအမျိုးမျိုးလုပ်တာနော်အဲ့မှာတကူနှစ်ယောက်သူ့ကိုကစ်နပ်လုပ်ကိုကြိုးစားတယ်သူဝတ်ထားတဲ့နော်ဥစားတွေယူသွားဖို့ဒါပေမဲ့သူကခလေးကိုထမ်းပြီးတော့သူတို့နှစ်ယောက်ပြေးပြေးပြေးနဲ့လမ်းမပြီးတော့ပြောရသူတို့အိမ်ကိုပြန်ရောက်လာ ဘလောက်ပဲပြန်ပြေးပြန်ပြေးပြန်ပြေးအိမ်ကိုပဲပြန်ပြန်ရောက်လာကလေးတွေတော့ဆိုလက်လျှော့ပြီးတော့ကိုယ်တွေကတော့ဆိုလက်လျှော့ပြီးတော့သူ့ကိုထားပြီးပြန်သွားတယ်အထိနောက်တစ်ရက်မှလည်းဒီလိုပဲညီမရပါလို့လဲဆိုတော့ဟိုအဝေးကြီးကအိမ်တိတ်မှတင်ပါတယ်ဆိုတော့ဘုတ်ကိုနော်သူကဒီကနေပြီးတော့ယူပြီးတော့စားမယ်လို့တော့ပြောသူတို့ဘုတ်တင်လိုက်ပြီးတဲ့သူသွားပြီးတော့ယူလာခဲ့ပါစားမယ်သူတိတယ်သူကဒီမှာပဲနေနေတယ်ဒါပေမဲ့ဟိုဘက်အိမ်ကြီးကနေတော့ဘုရားရှင်ခရစ်စတောင်းကိုတင်လာပါတယ်ဆိုတော့ဘုတ်ပေါ့အဲ့ဒါကိုသူတိပြီးတော့အဲ့ဒါကိုယူလာပါအဲ့ဒါစားမယ်ဆိုတော့သူ့ရဲ့သူ့ရဲ့တဘာဝမှာသူဟာ all knowing nature လို့ခေါ်တာပါ အရာရာကိုတိပါတယ်ဆိုတဲ့ကိစ္စကိုတစ်ချက်တစ်ချက်ဟုတ်ညီမရပြဆိုတော့ဒါဒီအားလုံးကိုတေချာအဲ့မှာ Krishna's Kavya ကြီးရေးဆက်ရေးဆက်ထားတဲ့အခါမှာဘာသွားတွေ့ရလဲဆိုတော့ဖျားရှင်ဟာအနှိုင်းမဲ့ဖြစ်သလိုဖျားရှင်ရဲ့ဇက်တော်တွေကလည်းအနှိုင်းမဲ့အမြိုက်ကြီးလိုမျိုးချုံနေတယ်ဆိုတော့ဖျားရှင်ရဲ့တော့သူလုတ်တဲ့ဇက်တော်တွေဒီခါလေးကြရင်တောင်းတကြောင်ရန်ဖြစ်သလိုလုတ်မယ်ဒီခါလေးကြရင်မလုတ်မယ် နော်တို့ရဲ့အစားအစာတွေခိုးမယ်ငိုမယ်ချမယ်သူ့မိအပြန်ရိုက်တော့ခန်းမယ်ကောင်မလေးငငယ်လေးတွေစော့ဘုရားရှိခိုးတော့တွင်အဲ့ရှိခိုးနှုတ်ဆိုတော့အနောက်ရှက်ပေးမယ်တို့တင်ထားတဲ့အစားတောက်တွေကိုယူမယ်ပြီးမယ်အဲ့လိုမျိုးပေါ့ဆိုတော့ဒါဒီအားလုံးကိုအဲ့ဒီမှာရှိနေတဲ့လူတွေအားလုံးကဒီဆိုညီမိုင်းကဘလို့လဲဆိုတော့တို့သိပြီလားညီမိုင်းကိုလည်းဆိုတော့အားချစ်တယ်ဆိုတော့ဘုရားရှင်ကျေတနာမှာပရဘူးရဲ့ဇတ်တော်ရဲ့ငယ်စဉ်ဘဝတွေကိုတရားကြည့်မယ်ဆိုရင်ကြိုက်ကရှ်နာငယ်ငယ်တုန်းကလုတ်ခဲ့ပါတယ်ဆိုတော့ဥစားကြီးအားလုံးညီမလုတ်ခဲ့တယ်တော်တော်များများပါ parallel တွေ့ရတာ parallel သွားတာကိုတွေ့ရဆိုကရှနာကြီးလာမှာဘာတွေပါခဲ့တယ်ဘယ်သူတွေပါခဲ့တယ်ဒီမှာလည်းပြန်ပါကြဒါလည်းเจตนามาพระพุทธကမေတ္တာကြီးမားစွာပြန်ပြီးတော့လက်ခံခဲ့တာပေါ့ဘာလို့ဆိုကရှနာလီလာမှာနော်ဥမာဘရမကြီးဆိုမပါခဲ့ရအောင်ဘရမကြီးဆိုသူမပါခဲ့ရအောင်ဒီဘက်မှာပြန်ပြီးတော့လက်ခံပြီးတော့သူ့ကိုနော်เจตนามาพระพุทธ့နဲ့ကမှာသူကလက်ခံခဲ့ကျွန်တော်ပြောရမလားနော်ဒီဘရမကြီးရဲ့တရက် နော်ဘယ်မှာကြီးရဲ့ဟိုမှာမှ तू อ่ะနော်တခါပဲစေတနာမှာပြုတ်ရလာ so this is a very huge no things စေတနာမှာပြုတ်ဒီတောင်းတောင်းမစင်းလာပါဘူးစေတနာမှာပြုတ်ဒီနော်တတော်ရှာရှာပါပါပဲစင်းလာတာဖြစ်တယ်အဲအဲ့ဒါဒီအားလုံးပြီးသွားတဲ့အခါမှာနောက်ပိုင်းမှာဒီမိုင်းဟာလက်ရှိပရိယာနော်သူရဲ့ထာဝရကျင်ရတော်နဲ့တွေ့တယ်အဲ့ခါကျတော့သူတို့နှစ်ယောက်ပြန်ပြီးတော့သဘောကျတွေ့ဆုံကြတယ် ော့ဘုရားရှင်ရဲ့ဇက်တော်တွေကိုဗတ်တဲ့ခါမှာဘာသွားတွေ့ရလဲဆိုတော့ဘာလေးလာတဲ့ခါမှာဘာသွားတွေ့ရလဲဆိုတော့တိတ်မရင်ကျက်ပါဘူးဆိုတဲ့လူတွေကတော့ဘာစဉ်းစားမလဲဆိုတော့ဘုရားရှင်ကဒီလောကမှာလာပြီးတော့လုတ်ခဲ့တယ်ဆိုတဲ့ကိစ္စတွေအောင်ငါတို့လည်းဒါတွေလုံနိုင်တာပဲပေါ့ဘုရားကျွန်တော်ဘုရားရှင်ဆော့တယ်ငါတို့လည်းဆော့တယ်ဘုရားရှင်ကချစ်ကြိုက်တယ်ငါလည်းချစ်ကြိုက်တယ်ဘုရားရှင်ကဘာလုပ်တယ်ငါတို့လည်းအဲ့လိုထင်ကြတယ်ဒါမရင်ကျက်သေးတဲ့သူတို့ကဘုရားကိုတို့ကဘာထင်လဲဆိုတော့တို့ကသမိုင်းထဲမှာပါတယ်တယောက်ပေါ့တို့ကဥဒတိကရစ္စနာကိုတို့သူရဲ့ကောင်းတယောက်လို့ပြောနေသူရှိတယ်အဲ့လိုပဲပေါ့ကျေတနာမှာပြုမှုလည်းဒါတယောက်ပေါ့အဲ့လိုမျိုးပြောကြသူရှိတယ် တချို့ကြတော့လေဘုရားကိုဒန္တာရီထဲမှာပါတယ်ဇက်ကောင်လေးလိုမျိုးတဏီယပြပြောရင်ဒါတော့ဒန္တာရီထဲမှာပါတယ်ဆိုတော့ပြောတဲ့လူကတော့နည်းနည်းလေးလောကုတ္တရာမှာလောကုတ္တရာသမားတော့ဖြစ်သွားပြီလောကုတ္တရာမှာတော့သူကနည်းနည်းလေးမရင်ကျက်သေးဘူးပေါ့။ဟောနည်းနည်းလေးပြစ်လာတဲ့အခါကျတော့တချို့ကပါပြောတယ်ဆိုတော့မဟုတ်ဘုရားရှင်ဟာ impersonal ဘုရားရှင်ကိုကြည့်ပြလို့မရဘူးဘုရားရှင်ကရုပ်စင်းတာမရှိဘူး။စိတ်နဲ့အာယုံနဲ့လွန်ရာမှာရှိတယ်ဘုရားရှင်ကိုရုပ်နဲ့ကန့်သက်လို့မရဘူး။အဲဒီလေမျိုးမျိုးပြောကြတဲ့ဥစ္စာ။မြင့်မြတ်တဲ့ Vaishnava တော့သင်ကြားပူဇော်ကြတဲ့လူတွေကတော့သူတို့ကတော့ပါပြောလဲဆိုတော့ နော်ဒီဖျားမဲ့ဝါဒလို့ခေါ်တဲ့ atheism ပေါ့နော်ဖျားမဲ့ဝါဒလို့ခေါ်တဲ့ atheism နော်ရှုညဝါဒလို့ခေါ်တယ် atheism ဆိုတာဒီဖျားမဲ့ဝါဒ impersonalism ပုဂ္ဂိုလ်မဲ့ဝါဒ nirvishesha ဒီရှုညဝါဒလို့ခေါ်တဲ့ atheism ဖျားမဲ့ဝါဒရဲ့ nirvishesha လို့ခေါ်တဲ့ impersonalism ပုဂ္ဂိုလ်မဲ့ဝါဒဆိုလိုချင်တာကဘုရားရှင်ကပုဂ္ဂိုလ်မဟုတ်ဘူးဆိုတဲ့ဝါဒဒီနှစ်ခုစလုံးဟာမဟုတ်ဘူးဆိုပြီးတော့ဒီမြင့်မြတ်တဲ့ဝိရှင်ဝါဒရဲ့ သင်ကြားဖို့ချောင်းမတွေ့ရသူတို့တွေကဘုရားရှင်ရှိခရစ်စတာကိုသူတို့ဘယ်လိုပြောကြလဲဆိုတော့ပုံဘုရားရှင်ခရစ်စတာဘုရားကိုယ်တိုင်ဟုတ်တယ်တကယ်လေးရှိခဲ့တာဟုတ်တယ်ဘုရားကိုယ်တိုင်လည်းဟုတ်တယ်တကယ်လေးရှိခဲ့တာဟုတ်တယ်သာဝရလည်းတည်မြဲတယ်ဒီလောကီမှာလည်းဆက်သက်ပွင့်တော်မူခဲ့တယ်လောကုတ္တရာနိုင်ငံတွေမှာလည်းအခုတည်းရှိတယ်ဘုရားရှင်ရဲ့ဖြူစင်တဲ့တာဝကတွေရဲ့နှလုံးသားထဲမှာလည်းအမြဲတမ်းရှိတော်မူတယ်ဆိုတော့ဒါဒီအားလုံးကိုတကယ်နားလည်ဖို့ဆိုတာဒီတော့အချိန်တစ်ခုယူပါဘုရားရှင်ကတကယ်ရှိတယ်ဘုရားရှင်ကရုပ်ဆင်းတဲ့ရန်ရှိတယ် ဘုရားရှင်ကဒီလော်ကီမှာလည်းပွင့်တွင်တော်မူခဲ့တယ်။ဇတ်တော်တွေခင်းချင်းပြသခဲ့တယ်။ဘယ်သူမှမထင်တာတွေလုပ်ပြခဲ့တယ်။ဘုရားရှင်ကလောကုတ္တရာနိုင်ငံတော်မှာလည်းရှိနေတယ်။အချိန်တည်းမှာပဲဘုရားရှင်ကဖြူစင်တဲ့တာဝကကြီးရဲ့နှလုံးသားထဲမှာလည်းရှိနေတော်မူတယ်။ဆိုတော့ဒါဒီအဲ very big science မဒါ ਉਹ ကျွန်တော်ကဘာလို့ခေါ်လဲဆိုတော့ဘက်တီမာဂါလို့ခေါ်တယ်။ဘက်တီမာဂါဆိုဘက်တီလန်းစင်ဆိုဘက်တီလန်းစင်ကဘာလဲလို့မေးရင် ကျွန်တော်တို့လေ့လာတဲ့လမ်းစဉ်ရဲ့အဓိကရွေးချက်ကဘုရားရှင်ရှိတယ်ဘုရားရှင်ကရုပ်စင်းတန်ရှိတယ်ဘုရားရှင်ဒီဒီကိုလာခဲ့တယ်ဘုရားရှင်ရဲ့လောကုတ္တရနိုင်ငံတော်မှာလည်းရှိတယ်ဒီလောကရုပ်လောကတော်တွေမှာရှိပါတယ်ဆိုတော့တရားတိုင်းရဲ့နှလုံးသားထဲမှာလည်းဘုရားရှင်ကဂိမ်းဝတ်ဆံမြင့်တော်မူတယ်ကျွန်တော်ကျွန်တော်ကဘသူမှတန်ဖိုးမဲ့တယ်ဆိုတာမရှိဘူးကျွန်တော်တို့ကလူပြောက်ကိုတန်ဖိုးမဲ့တယ်လို့ပြောတယ်ကျွန်တော်လူပြောက်ကမကောင်းဘူးလို့ပြောတယ်လူပြောက်ကအသုံးမချဘူးလို့ပြောတယ်ဆိုရင်ဒါကျွန်တော်ဘာလို့နားမလဲတာလဲဆိုသူ့ရဲ့နှလုံးသားထဲမှာလည်းဘုရားရှင်ဟာ စံမြန်းတော်မူဘုရားရှင်ကတန်ဖိုးမရှိပါဘူးဆိုတဲ့သူတယောက်ရဲ့နှလုံးသားမှာစံမြန်းတော်မူကြအကြောင်းမရှိဘူးဘလောက်ပဲဆိုးတဲ့သူပဲဖြစ်စေဘလောက်ပဲမကောင်းတဲ့သူပဲဖြစ်ဘလောက်ပဲဘာကြီးပဲဖြစ်နေပဲဖြစ်ဘာဖြစ်လို့သူကတက်ရှိတပါဖြစ်တဲ့အတွက်အဲ့တက်ရှိတပါရဲ့နှလုံးဟတရမှာလဲဘုရားရှင်ဟာကိန်းဝတ်စံမြန်းတော်မူပါတယ်ဘုရားရှင်သည်ကိန်းဝတ်စံမြန်းတော်မူတာဖြစ်တဲ့အတွက်အဲ့ဒီပုံကိုအဲ့ဒီလူဟာဘလောက်ပဲဆိုးဆိုးဘလောက်ပဲမကောင်းမကောင်း ဘလောက်ပဲယုံမာနေယုံမာနေပါစေသူ့ရဲ့နှလုံးသားထဲမှာလည်းဘုရားရှင်ကိန်းကိုစံပြန်တော်နေမှုတာဖြစ်တဲ့အတွက်သူဟာတန်ဖိုးရှိတယ်တရားတယောက်ဖြစ်တယ်ပုဂ္ဂိုလ်တယောက်ဖြစ်တယ်တရှိတပါဖြစ်တယ်ဆိုတော့အဲ့ဒီလိုပုဂ္ဂိုလ်တွေကိုကျွန်တော်တန်ဖိုးပထားတတ်မှုဆိုရင်ကျွန်တော်ဟာဘုရားရှင်ကိုနားမလည်ရကြတယ်ဘုရားရှင်ကိုစောကားရကြဘူးဆက်ပြီးတော့မနှက်ပြန်နားတော်ကြည့်အောင်အားလုံးကျေးဇူးတင်ပါတယ်ဟာရီကုရှ်အဲ့ဒီလိုရှိလာပြမပါတိကြိုင်အန်ဒကိုဒီဗေးရှင်းတဲ့ကြိုင်ကောရပြမပါ Adiós.